အားလုံးမင်္ဂလာပါတရက်တက်အစီအစဉ်ရည်ပြီးကြိုဆိုပါရစေကျွန်တော်ဘောမှာကျွန်တော်ရဲ့ဘဝကိုပြောင်းလဲစေတဲ့စာအုပ်တအုပ်ရှိခဲ့ပါတယ်အဲ့စာအုပ်ဒီကျွန်တော်ဘဝကိုမဲလီမာနေနေတဲ့လူငယ်တအုပ်အောင်နေပြီးတော့မှစင်ကူမှာတကယ်ကြီးကိုလာစားမကောင်းနဲ့ MNC လို့ခေါ်တဲ့ multinational company မှာအလုပ်ရစေနိုင်တဲ့အထိဖြစ်ခဲ့ပါတယ်အဲ့စာအုပ်လေးကိုကျွန်တော်ဒီနေ့ book review နေနဲ့ လွတ်ချင်ပါတယ်။စာအုပ်လေးရဲ့နာမည်ကဘာလဲဆိုတော့အကြံဉာဏ်ဖြင့်ကြီးပွားရေးလို့ခေါ်ပါတယ်။အဲ့တော့ကျွန်တော်ရှင်မှာရှိထားတဲ့စာအုပ်ဆိုလို့ရှင်ဒီမှာမြင်မြင်ရမှာတော့မသိဘူး။အရန်ကိုဟောင်းနေပြီဒါဒီဒုတိယအချိန်ပုံနှိပ်ထားတဲ့စာအုပ်ဖြစ်ပါတယ်။အဲ့တော့စာရွက်သားတွေအားစာအနည်းလေးလေးကျွန်တော်တို့ကျိုက်ပါတယ်ကျွန်တော်စာအုပ်ကိုဘယ်လောက်နေကြိုက်လဲဆိုတော့စာအုပ်ဆိုင်သွားပြီဆိုရင်စာအုပ်လေးကိုဒီလိုမျိုးနန်းကြည့်တာအားစာကျွန်တော်လုပ်လို့ရှိတယ်။ဒီစာအုပ်လေးတွေကျွန်တော်ပုံရတယ်မဟုတ်ပါဘူးမြန်မာနိုင်ငံမှာရှိတဲ့ အောင်မြင်ချမ်းသာနေတဲ့အောင်မြင်ကြော်ကြားနေတဲ့လူအများစုရဲ့ဘဝကိုအထောက်အကူပြုပေးခဲ့တဲ့စာအုပ်လေးဆိုရင်မမပါဘူးဥပမာပြောရမယ်ဆိုကျွန်တော်အရင်လေးစားတဲ့ကျွန်တော်ရဲ့မိတ်ဆွေအရင်တကူဖြစ်တဲ့အောင်သမารီဥအောင်ဆိုလို့ရှိရင်သူ့ရဲ့ဘဝရဲ့ပြောင်းလဲပေးခဲ့တဲ့စာအုပ်ဒီဒီစာအုပ်ပါလို့ကျွန်တော်မျှဝေမှုပါတယ်ဒီစာအုပ်ထဲမှာအဓိကအပြင်ကျွန်တော်အခန်းအလုံးပေါင်း10ခန်းပါတယ်အဲ့ဒါလေးကိုကျွန်တော်အမြင်မြန်လေးကျွန်တော်ဒီမှာ review လုပ်သွားကြပါမယ်အာနံပါတ်1အခန်းကကျွန်တော်ပါလဲဆိုတော့ကျွန်တော်တို့အောင်မြင်မှုရဲ့အခြေခံသဘောတရားဆိုတော့ပြောထားပါတယ် ်မမမွေးအခြေခံသဘောတရားဆိုတာဘာလဲဆန္ဒပြပြလိုက်တယ်ဒါတော့ passion ဆိုတဲ့အရာတခုရှိရတယ်ဆယ်ထဲမှာတောင်းလောင်းနေတာပေါ့ဒါရုပ်ငါမရရအောင် လုပ်မယ်ဆိုတဲ့ passion တခုရှိရလိမ့်မယ်ဆန္ဒပြပြလိုက်မယ်နံပါတ်1နံပါတ်2ကတော့ဘာလဲဆိုတော့ဆန္ဒပြပြပြီးပြီဆိုလို့ရှိရင်ဘာလို့ဆန္ဒပြပြခိုင်းတာလဲဆိုတော့မိမိလိုချင်တဲ့အရာနဲ့ပတ်သက်ပြီးတော့ဆန္ဒပြပြခိုင်းတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ဥပမာလေးနဲ့ပဲကျွန်တော်ပြောပါမယ်ကျွန်တော် စင်ကာပူသွားတဲ့အချိန်မှာကျွန်တော်စင်ကာပူဘလောက်ထိအောင်သွားခြင်းလဲဆိုတော့ဘာလောက်ရလောက်ရစင်ကာပူရောက်ဖို့ဒီအရေးကြီးဆုံးကျွန်တော်တို့ကအဲ့ဒီကျွန်တော်စင်ကာပူသွားတဲ့အချိန်မှာကျွန်တော်အကုန်ကျွန်တော်ယူသွားတယ်ရုပ်ဆော့ဆိုကျွန်တော်ဘာလဲဆိုကားမောင်းရင်မောင်းရပါစီဆိုပြီးကျွန်တော်ဘာလို့လဲဆိုကျွန်တော်ရဲ့ယင်မောင်းလိုင်စင်ကိုတော့ကျွန်တော် international ယင်မောင်းလိုင်စင်ကျွန်တော်ချူသွားတယ်အနောက်ကြီးကျွန်တော်စာနာပြင်ပြအဲ့တွက် interview မှာကျွန်တော်ဘာလဲဆိုလူတွေခွဲကွဲပြီးတော့မြင်တယ်အဲ့တွက်အလုပ်ခန့်အချင်းခန့်ရတယ် ဒုညတစ်ခုကြာပါလဲဆိုတော့ယုံကြည်မှုရှိရပါလိမ့်မယ်ဟုတ်ပါတယ်မိမိကိုယ်ကိုမိမိပို့ပြီးတော့မှယုံကြည်ရပါလိမ့်မယ်ဆိုတော့ကျွန်တော်စံကောင်းတဲ့စံမှုသွားခြင်းနဲ့ငါတေချာဖို့စံမှုမှာနေရမယ်အလုပ်ရရမယ်ဆိုတော့ယုံကြည်ရလိမ့်မယ်တရားရာဂိုင်းတော့တရားရာဂိုင်းတော့ယုံကြည်ရပါလိမ့်မယ်နံပါတ်၃ချက်ကကျွန်တော်ပါလဲဆိုရင်ယုံကြည်မှုပို့ရဖို့အတွက်ကျွန်တော်ကိုလူချင်းနဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုအဖန်တလဲလဲပွားများရပါလိမ့်မယ် အဲ့ဒီထွက်ဒီဆောင်ထဲမှာတော့ဘလို exercise ပါလဲဆိုမိမိလိုချင်တဲ့အရာ10ခုဆို10ခုကိုရေးထားပါရေးထားပြီးတော့မှကျွန်တော်ဘာလုပ်ဖို့လိုလဲဆိုတော့နေ့စဉ်မနေ့တစ်ချိန်ညတစ်ချိန်ကျွန်တော်တို့ရွတ်ဖတ်ရင်းနဲ့လုပ်ပါလို့သူကပြောထားပါတယ်ကျွန်တော်ကတော့ခုနောက်ပိုင်းမှာကျွန်တော်ဘလို့လုပ်လဲဆိုတော့ခုခုတကယ် confidence ရှိတဲ့ပုံစံမျိုးမတက်ရရင်နဲ့ဒီလိုချင်တဲ့အရာတွေအားလုံးကျွန်တော်တို့ incantation လို့ခေါ်တာပေါ့အပန်နဲ့ရွတ်ဖတ်မှုနဲ့တခါလေကျွန်တော်တွဲပြီးတော့လုပ်တာကိုပြောတာပေါ့အဲ့အဲ့ဒီနံပါတ်3ဖြစ်ပါတယ်နံပါတ်4ကတော့ဘာလဲဆိုတော့ ပညာရဲ့တစ်ခုမှာထူးချွန်ပါလိမ့်မယ်အဲ့တော့ကျွန်တော်ဆင်မွေရောက်တဲ့အချိန်မှာကျွန်တော်ပညာရဲ့တစ်ခုမှာထူးချွန်တဲ့အရာဒီပါလဲဆိုတော့ networking လို့ခေါ်ပါလေကျွန်တော်တို့ information technology ခေါ်တဲ့ IT လောကမှာ networking လို့ခေါ်တဲ့ထူးချွန်တဲ့အရာတွေကိုကျွန်တော်မှာရှိတယ်အဲ့အတွက်ကျွန်တော်အလိုပေါင်းကောင်းကျွန်တော်ရပါတယ်နောက်တစ်ချက်ကကြပါလဲဆိုတော့နံပါတ်5ကျွန်တော်စိတ်ကူးဉဏ်ကောင်းပါလိမ့်မယ် မလူတွေနဲ့ပေါင်းသဆက်ဆက်တဲ့အခါမှာကိုယ့်ရဲ့အတွေ့ idea တွေဘယ်လောက်ထင်အောင်ကောင်းသလဲဘယ်လိုလုပ်ငန်းမျိုးကိုကျွန်တော်ရှာမလဲဘယ်လိုလုပ်ငန်းမျိုးကိုကျွန်တော်လုပ်မလဲအကျိုးမြတ်ကြောင့်ပိုရအောင်ဘာတွေကျွန်တော်လုပ်မလဲအဆရှိတဲ့စိတ်ကူးညံ့ကျွန်တော်တို့ကောင်းအောင်ပါလိမ့်မယ်နောက်နံပါတ်6ကကျွန်တော်ပါလဲဆိုတော့အသေးစိတ် plan ကျွန်တော်တို့ချရပါလိမ့်မယ် plan A ကိုကျွန်တော်ရအောင်သွားမယ်ဆိုရင်ဒီ land တွေသွားလို့မရဘူးဆိုရင်နောက်တဲ့ land တွေကျွန်တော်တို့သွားဖို့အတွက်အဆရှိတဲ့မျိုးကျွန်တော်အသေးစိတ်တွေကျွန်တော်ပြင်ဆင်ရပါလိမ့်မယ်ဥမာကျွန်တော်တို့ဒီကနေပြီးတော့ကျွန်တော်တို့ ရွှေဒဂုံဘုရားကိုသွားပြီးတော့ဖူးမြော်မယ်ဆိုလို့ရှိရင်ဒီကနေ့ကျွန်တော်သွားဖို့အတွက်လမ်းကြောင်းတစ်ကြောင်းလည်းပဲရှိတယ်အဲ့ဒီမှာပဲပိတ်မိနေလို့ကျွန်တော်မရပါဘူးလမ်းကြောင်းတွေအများကြီးရှာပြီးကျွန်တော်ဒီ day plan တွေကျွန်တော်ချရပါလိမ့်မယ်နံပါတ်7ကကျွန်တော်ပါလဲဆိုတော့ဆုံးဖြတ်ချက်မှန်ကန်ရပါလိမ့်မယ်ဘယ်အချိန်မှာပါလို့မလဲဆိုတော့ဆုံးဖြတ်ချက်ကျွန်တော်မှန်ကန်ရပါလိမ့်မယ်နောက်နံပါတ်8ဇွဲကောင်းပါလိမ့်မယ်ဇွဲရှိရပါလိမ့်မယ်လေကွက်ကြီးကျန် အလဲမလဲဆိုတဲ့ပုံစံနဲ့ကျွန်တော်ဇွဲနှစ်ဘဲနဲ့ကျွန်တော်လောရပါလိမ့်မယ်လုံးဝအလျှော်မပေးဘူးဆိုတဲ့စိတ်နဲ့ကျွန်တော်ဆိုစင်ကူမှာကျွန်တော်ရဲ့ပထမဆုံးအလုပ်ကိုရလာပြီးပြန်ငန်နီးဆဲဆဲမှရလာတယ်စင်ကူကျွန်တော်နှစ်လအလဲပဲနဲ့ကျွန်တော်သွားတယ်သွားပြီးတော့နောက်ဆုံးပြန်ရတော့မဲ့အချိန်ကြာမှအဲ့ဒီအလုပ်ကိုကျွန်တော်ရတယ်နောက်ဆုံးမိနစ်မှာကျွန်တော်ရအဲ့ဒီနေရာကျွန်တော်တိတော်တာပါလဲဆိုတော့ဘယ်တော့မှဆိုကျွန်တော်ဘာလုပ်ငန်းပဲလုပ်လို့ကျွန်တော်ဇွဲမလျှော့ပါဘူးလုံးဝအရှုံးမပေးတဲ့စိတ်နဲ့ကျွန်တော်ရှိရပါလိမ့်မယ် now number 9 တော်ဆင်းမှုမှာအလောက်ရခဲ့တာဒီကျွန်တော်တော်လုံးလို့တက်လုံးလို့ဆိုတာထက်ကျွန်တော်မှာကျွန်တော်အရင်ရင်းနှီးရတဲ့ကျွန်တော်ကိုကြီးပေးဖို့အစင်သင်ဖြစ်နေတဲ့တငယ်ချင်းတစုရှိနေလို့ပဲဖြစ်ပါတယ်အဲ့တငယ်ချင်းတွေကိုဒီဗီဒီယိုရနေပဲကျွန်တော်လမ်းပြီးတော့ကျေးဇူးတင်ပါရစေတငယ်ချင်းတွေအားလုံးအဲ့နံပါတ်9ရောက်ဒီစာအုပ်ထဲမှာကျွန်တော်မျှဝေထားတာပါလဲဆိုဘိုဒစုရဲ့အင်အားလို့ခေါ်ပါတယ်ကျွန်တော်တို့ခྱི་ဝေးဝေးသွားခြင်းနဲ့ဆိုရင လူတစုနဲ့ကျွန်တော်သွားပါလိမ့်မယ်။မြန်မြန်ရောက်ချင်လဲဆိုတော့တယောက်ထဲသွားပါ။တေချာတော့စင်ကိုတော့ကျွန်တော်မြန်မြန်ရောက်သွားလိမ့်မယ်။ဘာလို့မှမရောက်ဘူးလဲဆိုတော့ပြန်လာလိမ့်မယ်။မြန်မြန်ရောက်ချင်လဲဆိုဝေဝေသွားခြင်းနဲ့ရေရှိအောင်မြင်မှုတွေလိုချင်တဲ့ဆိုရင်ကျွန်တော်လူတစုရှိရလိမ့်မယ်။အဲ့တော့ဗိုလ်တစုရဲ့အင်အားဆိုတာအရေးကြီးပါတယ်။နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုတော့လိုအပ်ချက်တော်တော်ကြီးမားတဲ့လိုအပ်ချက်တစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ lane စိတ်ကိုအသုံးချပါ။အဲ့တော့ဥမာယောက်ျားလေးအများစုသည်စမိမိချစ်ကြိုက်တဲ့မိန်းကလေးတယောက်တွေ့ပြီဆိုရင် ဘာမှဆိုလုံးတတ်ကြပါလေထွန်းလေးလည်းကောင်းပဲမင်းကလေးတွေလည်းအလားတူပဲဖြစ်ပါတယ်အဲ့တော့ကိုအရန်ကိုလိုချင်တဲ့ဘဝတစ်ခုကိုတည်ထောင်ဖို့အတွက်ကိုချစ်တဲ့သူတွေအတွက်ဆိုရက် leverage လို့ခေါ်တဲ့အားကိုယူခြင်းအပြင်မိမိလိုချင်တဲ့အရာမိမိလိုချင်တဲ့ goal အမြင်ဆုံးကျွန်တော်ရောက်မယ်ဆိုတာကိုပြောထားတာဖြစ်ပါတယ်အရန်ကောင်းတဲ့ဆော်လေးပါအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အကျိုးရှိမယ်ဆိုလို့ရှိရင်ဆော်လေးကိုကျွန်တော်တော့ကျွန်တော်ထင်တယ်အခုချိန်မှာတော့ ကျွန်တော်တို့ကတော့ဒုတိယအချိန်ရနေတဲ့ဟာအခုချိန်မှာတော့15ချိန်ဝင်ကျွန်တော်တို့ရှိပြီလို့ထင်ပါတယ်တရက်တုပ်စီစဉ်မှာတခြားမျှဝေပေးစီခြင်းနဲ့ category စာအုပ်တွေရှိရဆိုလို့ရှိရင်ဘယ်စာအုပ်အမျိုးစာအုပ်မျှဝေစီခြင်းလဲဆိုတော့လည်း comment လေးမှာရေးပေးပါအားလုံးအောင်မြင်ပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်အောင်တောင်းရင်အမြင်ပြောထားပေးပါ Bye for now Thank you.